ဒေါ်နယ်ထရန့်ခွန်စည်းကျမှုများကြောင့်စီးပွားရေးထိခိုက်မှုကိုစိုးရိမ်နေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ခွန်စည်းကျမှုတွေကြောင့်စီးပွားရေးထိခိုက်မှုကိုစိုးရိမ်နေကြောင်းယင်းဒီမြုပ်နှံမှုကော်မတီအဖွဲ့ဝင်ကီဝမ်ဒိုဆက်ကပြောကြားထားတာကို ကိုးကားပြီးတော့ရိုက်တာသတင်းမှရေးသားထားပါတယ်ဒေါ်နယ်ထရန့်ရဲ့ခွန်စည်းကျမှုတွေကြောင့်ကမ္ဘာသဝန်းရှင်သမိုင်းဝင်စတော့ရှယ်ယာဈေးကွက်လမ်းကြောင်းကအမေရိကန်ဒေါ်လာ30 trillion ကျောင်းကြာစင်သွားနိုင်ခြေရှိကြောင်းကျွမ်းကျင်သူတွေကခံမှန်းထားကြပါတယ် SMB 500 stock ညွှန်ကိန်းကလည်းပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းဆယ်ရခိုင်နှုန်းကျော်ကျဆင်းသွားကဒုတိယကမ္ဘာစစ်အပြီးအဆိုးဆုံးကျဆင်းမှုတစ်ခုဖြစ်တယ်လို့သိရပါတယ်။ယင်းနေမြောက်နှံမှုကော်မတီအဖွဲ့ဝင် Kevin Dozak က American stock share တွေဆက်လက်ကျဆင်းဖို့နဲ့ကော်မတီတွေအတွက်ချင်းယူစရိတ်တွေဆက်လက်မြင့်တက်လာဖို့လည်းမျှော်မှန်းထားကြောင်းပြောကြားထားပါတယ်။ ပြင်းထန်တဲ့စော့ဈေးကွက်ဆုံးရှုံးမှုကြောင့်အမေရိကန်ပြည်အောင်စုတွေရဲ့ချမ်းသာကြွယ်ဝမှုကိုထိခိုက်စေမဲ့အပြင်စားသုံးသူအသုံးစိမ့်နဲ့စီးပွားရေးတိုးတက်မှုကိုတည်ရောက်မှုရှိမယ်လို့ခန့်မှန်းထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။